အန်ယူဂျီဒီအန်ယူစီစီရဲ့တော့မန်ဒေးယာအာဖြစ်ခဲ့တဲ့ဒီအစုအဖွဲ့ဖြစ်တယ်အန်ယူစီစီရဲ့ဒီ political command ကိုတော့ဒီအန်ယူဂျီကနားထောင်အောင်ဖြစ်တယ်သို့တော်လည်းလက်ရှိအချိန်မှာအန်ယူဂျီဒီအဲ့ဟာကိုလက်မခံဘူးအန်ယူဂျီဒီစီအပေးရဲ့စုစုဖွဲ့ပေးမှုညာသူတို့ဖြစ်လာဆိုလဲဆိုတော့သူတို့တော့တွားပြီးသူကအန်ယူစီစီနဲ့မဆိုင်ဘူးဆိုတဲ့လမ်းကိုသူကတွားလိုက်တဲ့ပုံစံကိုကျွန်တော်တောက်လျှောက်တွေ့နေရတယ်ဗျာ။ မျိုးတူတာကိုလည်းကျမတစ်ချက်မေးချင်ပါတယ်ပေါ့နော်အခုလက်ရှိပေါ့နော်ပြည်တွင်းမှာဒီဒီစစ်တပ်ကနေပြီးတော့လူငယ်တွေကိုစစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်လာတယ်ပေါ့ဒီရဲ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ကောလူငယ်တွေဘယ်လိုမျိုးချက်တဲနေလဲဘယ်လိုရင်ဆိုင်နေရလဲပြီးတော့ကိုကိုရန်ကလည်းတပိတ်ထွက်နေတယ်အဖွဲ့စီအနေနဲ့ဆိုတော့ပေါ့နော်အဲဘယ်လိုမျိုးတွေကြုံတွေ့နေရလဲဆိုတာကိုပြောပြပါအောင်ရှင့်ဟုတ်ကဲ့ဟုတ်ဟိုပထမဆုံးပြောချင်တော့ကျွန်တော်ဒီမှာပြောတဲ့ဟာတွေကတော့ ကျွန်တော်ရဲ့တတိပုဂ္ဂလအမြင်လေးဖြစ်တယ်ပေါ့နော်အကြောင်း GSC တခုလုံးကိုစားပြုပြီးတော့ပြောတာမျိုးမဟုတ်ဘူးပေါ့ဒီလက်ရှိဒီစစ်မှုထမ်း ဥပဒေထုတ်ပြီးရဲ့နောက်ပိုင်းပေါ့နော်လူငယ်တွေဘလို့ချက်တဲ့နဲ့ရင်ဆိုင်ရလဲဆိုတော့ဆိုတော့ကျွန်တော်အရင်ဆုံးဖြစ်တဲ့ပြက်နာတော့ဒီဘလို့ပြောမလဲစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကျွန်တော်ရင်ရင်ဆိုင်ရတယ်ပေါ့နော်ဒီစိတ်ဥပဒေပြနာနာနဲ့ပထမဆုံးခြံစားတော့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုပေါ့ဒါပေမဲ့တော်တဆက်တဲ့ဥပဒေပြရန်ပြီးနောက်မှာတခါတည်းသူဒီအလုံးနဲ့လာတဲ့ခါကျတော့ကျွန်တော်ဒီလူမှုဘဝဒီဘလို့ပြောမလဲ၆လမ်းမှုဆိုင်ရာတွေကျွန်တော်လူသားလုံခြုံမှုအတက်လုံခြုံမှုတွေကိုချိန်ချောက်တဲ့အန်ဂျယ်တွေကိုကျွန်တော်ရင်ဆိုင်ရတဲ့အခြေအနေကိုကျွန်တော်ရောက်သွားတယ်ပေါ့နော်အရင်က ဒီယာနာတိန်နဲ့ဆိုရင်လည်း ဟိုပါစေမနာဥပဒေမရှိခင်တော့ဟာပေါ့နော်ဒီတော်လိုင်းဖြစ်စဉ်တွေမှာအလိုထထဲဝင်မပါဝင်တဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်မြို့ပေါ်မှာနေပြီးတော့ဒီရုံးကန်လှုပ်ရှားပြီးနေလို့ရတယ်အနည်းဆုံးကြောင်းတော့တက်လို့ရမယ်အဲပြီးလို့ရှိရင်တော့သူ့အလုပ်ကလေးကိုသူပုံမှန်လှုပ်ပြီးတော့နေထိုင်သွားသွားလာလို့ရနေတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့လည်းဒီမိနစ်တုန်းကစပြီးတော့ဒီစေမနာဥပဒေကိုပြန်လည်လိုက်တဲ့အခါမှာတော့သူအဲ့အဲ့ပုံစံမဟုတ်တော့ဘူးပေါ့နော်အဲဒီလူငယ်တွေအကုန်လုံးလူငယ်တွေမှမဟုတ်ဘူးပေါ့အခုဆိုလို့ရှိရင်ဟိုအကုန်လုံးလိုက်တည့်တဲ့အတိုင်းပဲဒီသူတို့ဒီစေမနာဥပဒေပြန်လည်ပြီးခင်ဗျာသူတို့ဆွဲတာလူငယ်တခုပဲ ည်းမဟုတ်တော့ဒါလူကြီးတွေလည်းဆွဲရမယ်အကုန်လုံးဆွဲမယ်သူမထင်မထင်လို့အဲ့တွေ့ရင်တွေ့ရနေရမှာသူကလူတွေအကုန်လုံးဆွဲရပုံစံမျိုးလောက်လာတဲ့ခါကျတော့ဒါလူတွေအကုန်လုံးရင်ဆိုင်ရတဲ့ပြဿနာတစ်ခုဖြစ်အဲရောက်သွားတယ်ပေါ့နော်အဲပြီးရင်တော့နောက်တစ်ခုတော့ဒီတပိတ်ညာစုတွေကတော့ဘလူးချက်တဲ့ညင်ဆိုင်ရလဲဆိုတော့သူကဒီတပိတ်ညာစုတွေကအနာတိတ်ပြီးပထမဘာကြီးမှာကနေရသူကဒီဖိနေမှုကြီးမမရင်ဆိုင်လာရတဲ့ချိန်ကနေရသူက ဒီခနိမှုတွေပြင်တော့အကြက်တွေအများကြီးရင်ဆိုင်ရပေါ့ဒီညမောလိုမျိုးတပည့်ရင်အားစုရဲ့လူငယ်တွေရဲ့ဒီရင်ဆိုင်ရတဲ့ပုံစံတော့သူကနေရာဒီတာလိုက်กว่าမယ်လို့ကျွန်တော်တော့ယူဆရပြင်တော့တကယ်လဲกว่าတယ်ဆိုလို့ကျွန်တော်မြင်ရပေါ့နော်ဒီမြို့ပေါ်မှာလုပ်တဲ့ဒီလှုပ်ရှားမှုတွေဆိုလို့ရှိရင်တော့သူကဒီကန့်တမှုတွေအများကြီးကြားတဲ့ကနေရတဲ့ဖွင့်ရေးတတိလေးတွေကနေသူကအဲ့အခွင့်ရေးလို့အောင်ပြောလို့မရအောင်အခွင့်ရေးဆိုတာကိုဖန်တီးပြီးတော့ပေါ့နော်အခွင့်ရေးကိုဖန်တီးပြီးတော့ရအောင်လုပ်ရတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါပေမဲ့ဒီနေဘက်မှာရှိတဲ့ ဟိုဟာဒီအင်အားစုတွေဆိုလို့ရှိရင်ကျွန်တော်လည်းပုံစံတစ်မျိုးဖြစ်တော့ဗောနေဘက်မှာဆိုအဓိကပြောကျွန်တော်ဒီအမ်ဘယ်လိုပြောမလဲဒီ PDF တွေစုံမိုးထိန်းချုပ်ထားနိုင်တဲ့နေပြီလीပြီးလို့ရှိရင်တော့ဒီ EAO တွေ ထိန်းချုပ်သွားနိုင်နေနေမှာသလို့ရှိရင်တော့ဒီလူလှုပ်ရှားမှုလှုပ်တဲ့ပုံစံတစ်မျိုးဖြစ်ပြီးတော့မြို့ပေါ်မှာလှုပ်တဲ့ဟာလှုပ်ရှားမှုပုံစံတစ်မျိုးဖြစ်သွားပေါ့မြို့ပေါ်မှာတော့ငါပြောလို့မျိုးဒီအဓိကစစ်ကောင်စီကဒီကြီးကြီးမားမားဆုံးမှုတိုင်းသူတို့ကဒီမျိုးကြီးပြရည်ဆိုလို့ရှိရင်တော့သူတို့အဓိကနောက်ဆုံးခံရုပ်ဖြစ်သူတို့ကပြင်ဆင်လာတဲ့အတွက်ဒီမှာလှုပ်ရတဲ့လှုပ်ရှားမှုကြီးအကန့်အသတ်များသွားပြီးတော့နေဘက်မှာဆိုလို့ရှိရင်ဒီဒီလိုမျိုး ကန့်တတ်မှုတွေကိုတော့ကျွန်တော်ဟိုအများကြီးပေါ့အများကြီးမြင်ဆိုင်ရတဲ့ပုံစံမျိုးလို့ရှိတယ်။တရှိချိန်တွေမှာဒီအနာဒီစစ်မှုတာဥပဒေပြတန်းပြီးတဲ့နောက်ပိုင်းမှာတော့တပိတ်ရင်အားစုတွေဟာအရင်ကထက်ပိုဆိုးတဲ့အခြေအနေကိုအဲကြုံပြရတဲ့အခြေအနေကိုရောက်သွားတယ်လို့ပဲပြောချင်ပါโอเคအခုလိုမျိုးဆွေးနွေးပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အဲကိုမျိုးတူတာအနေနဲ့ကပေါ့နော်ဒီလိုပြုပြင်ပြောင်းလဲရေးတွေကိုမလုပ်နိုင်ဘူးဆိုရင်ဒီတော်လိုင်းအင်အားစုအားလုံးကိုကိုစားပြုနိုင်အောင်ဒီ NUG ကိုပြုပြင်ပြောင်းလဲ ဘလူရောရနိုင်လားဒါမို့ GSC ကလည်းဒီ NUCC ထဲမှာပါဝင်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ NUG ပြုပြင်ပြောင်းလဲနေပတ်သက်ပြီးဒီနှစ်မှာတော့တကယ်ရောအဲပြောင်းလဲနိုင်မယ်လို့ထင်ပါသလားပေါ့နော်ဖြစ်နိုင်လဲဆိုရင်အဲဘလူပြောင်းအဲဘလူပြုပြင်ပြောင်းလဲမှုတွေကိုဟိုလုပ်တင်နေပေါ့ရှင်တချို့မတို့အဆွေးနှစ်ပြပါအောင်ဟုတ်ဟုတ်ကဲ့ဟုတ်ဒီတော့ GSC ကတော့ NUCC စာ founding လုပ်နေတော့ founding member အနေနဲ့ကျွန်တော်တောက်လျှောက်ပါခဲ့ပေါ့ဒီတောက်လျှောက်အထိလဲကျွန်တော် ပါပြီးတော့ news စီရမှာဒီလုတ်တင်လုတ်ထိုက်တဲ့လုတ်တွေတောက်လျှောက်ကျွန်တော်လုတ်တာရှိရဲ့တက်တဆက်တဆက်တဲ့မေခွန်းနဲ့ဆက်ဆက်တဲ့ဥစားဆိုလို့ရှိရင်တော့ကျွန်တော်ဒီ news စီရပေါင်းဆိုလို့ရှိရင်ကျွန်တော် GSC က news စီပထမချိန်ညီလာခံနဲ့ကျွန်တော်တောက်လျှောက်ပြောလာတယ်ဖြစ်တယ်အဲဒီနောက်ဆုံးဒီပြီးခဲ့တဲ့တနေ့ကပေါ့နော်ပြီးခဲ့တဲ့တနေ့ညီပါ7လညီပါလုတ်ခဲ့တဲ့ဒီညီလာခံမှာဆိုလို့ရှိရင်လည်း GSC အားအရာကို ဒါတော်တော်များများနဲ့တိုက်ခံဖြစ်ဖြစ်တဲ့အထိပဲပေါ့နော်ကျွန်တော် NUG ရဲ့ဒီ reform ကိစ္စကိုပြောရဲနောက်တစ်ခုက reform ပြင်ကိုကျွန်တော် right to recall ဆိုတဲ့ကိစ္စကိုလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒါ reform လုပ်တဲ့နေရာမှာပို့ပြီးတော့အဆင်ပြေအောင်အာဒီ NUG NUG ကိုကျွန်တော်ကောင်းအောင်တွားနိုင်အောင်နောက်တစ်ခုကတော့ NUG တင်မဟုတ်ဘူးကျွန်တော်တို့ရဲ့အမြင်မှာဒီကျွန်တော်ဒီပြောခဲ့တဲ့ဟာတွေဆိုပြန်ပြီးတော့နားထောင်ကြည့်မယ်ဆိုရင်ကျွန်တော်ကလိုအပ်လိုအပ်တဲ့နေရာမှာအကုန်လုံးအပြောင်းလဲလုပ်ဖို့လိုတယ်ဆိုတော့ဥစားကျွန်တော် ပြောခဲ့ပေါ့အဓိကအသားတွေကိုကျွန်တော်ပြောခဲ့တာကျွန်တော် GS ရတာတွေကိုဆွေးနွေးခဲ့တာဒီကျွန်တော် GS မှာပါဝင်တဲ့လူဦးတယောက်ချင်းစီရောအစုအဖွဲ့တစ်ခုချင်းစီရော GS တစ်ခုလုံးကဒါတော်လန်ရေးကိုပဲရှေ့ရှုပြီးကျွန်တော်ပြောခဲ့တာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီ NUG ကိုကျွန်တော်ဘယ်လိုပြောင်းလဲမလဲပြောင်းလဲလို့ရနိုင်မလားဘယ်စိတ်ပိုင်းနေပြောင်းလဲဖို့လိုလဲဆိုလို့ရှိရင်တော့ ကျွန်တော်ရဲ့အမြင်ပေါ့နော်အာအဲ့ဟာတော့သူကအန်ယူဂျီကိုကျွန်တော်ဘာအတွက်ဖွဲ့ရလဲဆိုတော့ဥစ္စာကျွန်တော်ပြန်ပြီးတော့သွားဖို့လိုမယ်လို့ထင်တယ်အန်ယူဂျီကိုကျွန်တော်ဘာကြောင့်ဖွဲ့ခဲ့ရလဲအန်ယူဂျီကိုဘာလုံးစီခြင်းခဲ့ရလဲအန်ယူဂျီကဘာလို့လုံးတင်ခဲ့ရလဲဆိုတော့ဥစ္စာကျွန်တော်ပြန်ပြီးတော့အတိတ်ပဲကျွန်တော်ပြန်လဲတတ်မှတ်နိုင်မယ်ပြီးရင်တိတိကျကျအဲ့ဟာကိုပြန်ပြီးတော့ပြောနိုင်မယ်ဆိုလို့ရှိရင်ပြောနိုင်မယ်ပြီးနောက်တစ်ခါတော့အဲ့အတိုင်းပေါ့နော်ကျွန်တော်တိတိကျကျလုံးနိုင်ပြီဆိုရှင်တော့ဒါအန်ယူဂျီကဘာလုံးတင်နေ ဘာတွေလုပ်ရမယ်ဆိုတဲ့ဥစ္စာပြန်ပြီးတော့ထွက်လာမယ်အတီချာတို့ကတော့သွား NUG ဖွဲ့လာကျွန်တော်စစ်တပ်ကိုတိုက်ဖို့ပဲဒီ NUG မှာမဟုတ်ဂျန်နေစုဖွဲ့အကုန်လုံးပေါ်ပေါက်လာတာဒီအကုန်လုံးဒီဆေးဆေးဥစုတစ်ခုလုံးကိုကျွန်တော်ဖျက်ဖို့ဆရာနာချင်းစနစ်ဒီပြတ်အိမ်မှုဆိုတဲ့ဟာကိုကျွန်တော်ကြီးရွယ်ပြီးတော့အဖြစ်ပေါ်လာခဲ့ပေါ့နော်ဒါပေမဲ့ဒီရေရှည်ဖြစ်လာတဲ့အခါလာမှာဒီဘယ်လိုပြောမလဲဒီ NUG ကိုယ်တိုင် NUCC လည်း၄နှစ်ပြီတော့မှ NUG လည်း၄နှစ်ပြီအောင်မှ CRPH ဆို၄နှစ်ပြည့်ခဲ့ပြီးွားဒီကာလမှာအလိုအကုန်လုံးလဲတည်ကြတဲ့အတိုင်းပဲဒီ အထင်ငော်ကြီးဖြစ်နေတယ်ဟိုဘယ်လိုပြောမလဲရှေ့ဆက်လို့များတဲ့အလုပ်တွေဖြစ်နေတယ်ဆိုတဲ့ဥစားတွေကိုကျွန်တော်တို့နေရမ်းပေါ့နော်အထူးသဖြင့်တော့ဒီ NUCC ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်သူက develop ကြတော့သူကတော်တော်ကြပြီ NUCC က develop ဖြစ်နေပြီဆိုတဲ့ဥစားကိုမီဒီယာမှာလည်းကျွန်တော်တို့ NUCC ကဒီ NUCC ကောင်စီ member ကြီးကိုယ်တိုင်ထုတ်ပြောလာတယ်ပြီးရင်နောက်တစ်ခုကတော့ဒီ NUCC မှာပါတဲ့စုဖွဲ့ရေးအကောင်ကလည်း NUCC ကရှေ့သွားလို့များအောင်ဆွေးနွေးလို့များတော့ပဲ ਨੇ ရက်နေဆိုတဲ့ဥစားကိုကျွန်တော်တောက်လျှောက်ပြောကြတယ်ဒါပေမဲ့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ ဘလိုပုံစံနဲ့အဲ့ဟာကိုကြော်လွားမလဲဆိုတဲ့ဥစားအခုချိန်ထိမရှိသေးဘူးပေါ့နော်အဲ့တော့အဲ့ဟာမရှိသေးသေးဒီကျွန်တော် NUG ကိုပြောင်းလဲဖို့ဆိုတော့ကအာနောက်တစ်ဆင့်ဖြစ်သွားတယ်။တော် NUG ကိုစောက်ဖွဲ့ခဲ့တာဒီဘလို NUG ဒီ NUCC ရဲ့တော့ mandate ရာအာဖြစ်ခဲ့တဲ့ဒီအစုအဖွဲ့ဖြစ်တယ် NUCC ရဲ့ဒီ political command ကိုတော့ဒီ NUG ကနားထောင်အောင်မှာဖြစ်တယ်။တိုးတော့လေလက်ရှိအချိန်မှာ NUG ဒီအဲ့ဟာကိုလက်မခံတော့ အဲသူတို့နဲ့တွေ့လို့ရှိရင်ကျွန်တော်မေးကြည့်တယ်။ဟာလူတိုင်းလဲတည်ပါပြောတယ်မေးတယ်ဒီနောက်တွေမေးတယ်ဆိုတဲ့နေရာမှာလဲသူတို့အဲ့ဟာကိုတိတ်ပြီးတော့လက်မခံဘူး။အန်ယူဂျီကအန်ယူဂျီပဲ။အန်ယူဂျီဒီ CIA ရဲ့စုစုဖွဲ့ပေးမှုညာသူတို့ဖြစ်လာတယ်ဆိုလဲဆိုတော့ဘယ်သူတို့တော့တွားပြီးတော့သူတို့ကအန်ယူစစ်စီနဲ့မဆိုင်ဘူးဆိုတဲ့လမ်းကိုသူကတွားလိုက်တဲ့ပုံစံကိုကျွန်တော်တောက်လျှောက်တွေ့နေရပါဘောနော်။ ဒါတော့ NUG ရဲ့ NUCC ရဲ့လက်ရှိ CR ပေးရပြင်တော့အဲ့ဖြစ်နေတဲ့လက်ရှိအခြေအနေနဲ့ NUG reform ပေါ်မှာဘယ်လိုရက်ခတ်မှုရှိနေလဲဆိုတဲ့ပုံစံမျိုးပေါ့နော်။ကျွန်တော် NUCC reform ကိုမလုပ်နိုင်နေတွေ့လေ NUG ကို reform လုပ်ဖို့ဆိုတာအဲအခက်အခဲရှိတယ်။အဲ့တော့ NUG ကို reform လုပ်ခြင်း NUCC ကို reform လုပ်တင်လာဆိုတော့အဲလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးလည်းပြန်ဖြစ်တယ်။အဲ့တော့ဒီ NUG ကို reform လုပ်လို့မျိုး NUCC ကိုလည်း reform လုပ်ဖို့လိုတယ်။ပြီးရင်နောက်ကတော့ NUG ကလူတွေကိုယ်တိုင်ကလည်း reform ကိုလက်ခံမှုလိုတယ်။ အန်ယူဂျီမှာအခုလက်ရှိပါတဲ့တူရဒီအန်ယူဂျီရောဖောင်းအောင်ကြောင်းပြောပြီဆိုလို့ရှိရင်ကျွန်တော်ဒီတောက်လျှောက်ပေါ့နော်ကျွန်တော်ဒီနိုဝင်ဘာလောက်ခါစပြီးကျွန်တော်ကြားရတဲ့အတိုင်းမှာဆိုသူတို့ရောဖောင်းပြောလို့ရှိရင်သူတို့အဲ့ဒါက သူတို့ဖယ်ကျင်လာလားဆိုတဲ့ပုံစံမျိုးသူတို့စိတ်ထဲမှာထင်နေဥစားကိုကျွန်တော်အင်တာဗျူးတွေကနေတစင်သူတို့ပြောတဲ့စကားတွေကိုကျွန်တော်နားထောင်လို့ရှိရင်သိတယ်အန်ယူဂျီမှာကျွန်တော်အတီပါအဲကျွန်တော်ရဲဘော်တွေပါကြပဲတိုးနဲ့ကျွန်တော်နဲ့ပြောကြတဲ့အခါကြလို့ရှိရင်လေဒီပုံစံနဲ့ပင်နောက်ခုကတော့ကျွန်တော်ဒီအန်ယူဂျီ reform ကိုပြောတဲ့အခါမှာဆိုများတော့ဖြစ်ကဒီဝန်ကြီးဌာနတွေပုံနေတယ်အဲ့ဒါတွေဖြုတ်တင်နေဆိုတဲ့အခါကိုကျွန်တော်ပြောကြရပါတော့ပြောကြတဲ့အခါမှာဒီအန်ယူဂျီကအင်တာဗျူးတွေမှာလည်းသူပြောဘူးเนาะမလိုတဲ့ဝန်ကြီးဌာနဆိုတာမရှိဘူးဆိုတဲ့ဥစားသူပြောကျွန်တော်လည်းအဲ့မလိုတဲ့ဝန်ကြီးဌာနဆိုတာမရှိဘူးဆိုတော့ကျွန်တော်လ က်ခံခုနကွန်ဖုံးကိုပြောရတယ်မှာလည်းပါပေါ့အဲ့လိုမလို့ရဲ့ဝန်ကြီးဌာနမရှိဘူးဆိုလို့ရှိရင်အဲ့ရှိတဲ့ဝန်ကြီးဌာနတွေကအလုံးလုံးဖို့တူတယ်အဲ့နေရာမှာယူထားတဲ့လူပုဂ္ဂိုလ်တူတယောက်ချင်းစီတရားတကယ်အလုံးလုံးဖို့လုပ်နေတယ်ပေါ့ဒါပေမဲ့ပြက်နာအဲ့အဲ့အဆင့်ကိုမရဘူးတော်အခုဆိုလို့ရှိရင်အဲ့လိုဒီပြီးခဲ့တဲ့ နှစ်ဒီဒီပြီးခဲ့နှစ်ပေါ့နော်နောက်ဆုံးပိုင်းနဲ့ဒီနှစ်အစပေါ့ဒီဒီဇင်ဘာလောက်နဲ့စပြီးတော့ဒီ NUG ရဲ့ယာယီတမရဒူဝါလက်ရှိလာတော့ဆက်ပြန်ခေါ်တယ်သူဝင်ကြီးတွေကိုပြန်ခေါ်ဖို့သူစူးစမ်းပြည်တွင်းတွေကိုပြန်ဝင်လာပါတော်လိုင်းရဲ့လက်ရှိရေချိန်ကဒီလုပ်ငန်းတွေအကုန်လုံးကကျွန်တော်တို့ပြည်တွင်းထဲမှာနေပြီးတော့ပဲလောရအောင်မယ်လုပ်ငန်းတွေဖြစ်သွားပြီလို့ပြောပြီးမယ်အဲ့ဒီပေါ်မှာအခုချိန်ထိတုံးတုံးမှမလုပ်သေးတဲ့သူရှိရပြီးရင်နောက်တစ်ခုကတော့အဲ့မှာ ဒီသူတို့ပြောရေးဆိုခွင့်ရှိတဲ့သူတွေပြန်ပြောရဲဟာဆိုလို့ရှိရင်လည်းမီဒီယာရဲ့ပုံမှာသူပြန်ပြောရဲဟာဆိုလို့ရှိရင်လည်းသွားစုဟာဒီလိုဟိုပေါ့ပြန်ဝင်လာဖို့ကလည်းမလွယ်ဘူးပြန်ထွက်ဖို့ကလည်းခက်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့တဲ့ကျွန်တော်တို့ဒီကနေ့လိုနေတာဖြီတွင်းထဲမှာအင်အားတွေပြန်စုပြီးတော့ဖြီတွင်းထဲမှာခိုင်မာတဲ့အခြေအနေကိုတိဆောက်ပြီးကျွန်တော်တို့ဆက်တိုက်ဖို့လိုနေတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့အခြေအနေကိုမတော်နိုင်ဘူးပေါ့အဲ့တော့ပြန်ချုပ်ရအဲ့လိုမျိုး NUCC NUG NUG ပေါ့နော် NUG ကို reform လုပ်ဖို့ဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတော့ကျွန်တော်တို့ဒီအဲ သူတို့ဒီ NUG မှာလက်ရှိတာဝန်ယူထားတဲ့သူတွေနဲ့လည်းတက်ဆိုင်လို့ NUG ကိုအလိုဝိုင်းရံပေးထားတဲ့အစုဖွဲ့ရင်းနဲ့လည်းသူကပြန်ပြီးတော့တက်ဆိုင်နေ။နောက်တစ်ခုကတော့ NUG ကိုခုန NUG ကို manage ပေးတဲ့အစုဖွဲ့ရင်းနဲ့လည်းသူကပြန်ပြီးတော့တက်ဆိုင်လို့ပေါ့နော်။အဲ့ဒီအစုဖွဲ့တွေကဒီသူတို့ဘလောက်မပြောင်းညင်မှုပြောနေတာမှာဒီအစုဖွဲ့တွေကပြောင်းမပြောင်းသူ့ကို manage ပေးတဲ့အစုဖွဲ့တွေကပြောင်းမပြောင်းအောင်လို့ပြောလို့ရှိရင်သူဒီမပြောင်းလို့မရတဲ့အနေအထားကိုရှိရဲဆိုတော့ကျွန်တော် NUG ရောဖောင်းဖြစ်နိုင်လားမဖြစ်နိုင်လားတော့ NUG ကိုကျွန်တော် mandate ပေးတဲ့အစုဖွဲ့တွေက တို့ကိုယ်တိုင်ကတို့ကိုယ်တို့ reform လုပ်ဖို့အတွက်ဘယ်လောက်ထိအောင်လိုလာလဲဆိုတဲ့ပုံမှာပဲမူတည်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ပေါ့ဟုတ်ဟုတ်ကဲ့အခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်